အားလုံးပဲမင်္ဂလာပါဗျမနေ့ကစင်မြေကစားတော့ခဲ့တဲ့စူပါရီချမ်းနဲ့စကတိတို့ရဲ့ပွဲစဉ်ကိုပွဲပြီးသုံးသက်ချက်အနေနဲ့ကျွန်တော်ကသုံးသက်ပြပေးသွားမှာဖြစ်ပါတယ်ရင်းဥစုအနေနဲ့စူပါရီချမ်းကဒီပွဲမှာကျွန်တော်တို့အကောင်းဆုံးလှုပ်ပြသွားနိုင်ခဲ့တယ်လို့ကျွန်တော်အားလုံးထင်ပါတယ်ပြီးတော့ဒီ time media တချို့တွေပြောသလိုမျိုးစူပါရီချမ်းကစကတိအတွက်လွယ်ကူတဲ့ပြန်ပက်မျိုးတော့ကျွန်တော်တို့မဟုတ်ခဲ့ဘူးဗျ အကျင့်အနယ်ကိုမှကျွန်တော်တို့စင်ပြန်ကစားခဲ့ပြီးတော့မှတိုင်ဆိုးပြချက်အထိသွားပြီးတော့ကျွန်တော်တို့ unanimous decision နဲ့စကတိကစူပါအေဂျင့်ကိုအနိုင်ရရှိသွားခဲ့တယ်။ဒီဘွဲမှာကျွန်တော်သတိထားမိတဲ့အချက်တစ်ချက်ကစူပါအေဂျင့်က သူပုံမှန်ဆွန့်နေကြအတိုင်းမဟုတ်ဘဲနဲ့ဒီစကတိကိုစင်ပြန်ဖို့အတွက်သူကအမြန်ဆန်ကစားပြီးတော့မှပွဲထွက်လာခဲ့တယ်။ နောက်ဆုတ်ပြီးတော့ကစားတယ်ကောင်တာကစားတယ်စူပါရေချမ်းကစကတိကိုအဲ့လိုကစားမှအနိုင်ရနိုင်ချေရှိတယ်ဆိုတာကိုကျွန်တော်တို့သေချာလေ့လာထားဖို့ရပါတယ်ပြီးတော့ဒီစံကန်သစ်လို့ကျွန်တော်တို့ဘောက်စင်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မူကျွန်တော်တို့စူပါရေချမ်းကကွာဝေးတစ်ခုမှနေရာယူပြီးတော့ဆော့တယ်လုတ်ကစ်တွေကန်တယ်ဟိုက်ကစ်တွေပါထုတ်သွလာတယ်အဲ့ဒီထုတ်သွတဲ့အတိုင်းလဲအရန်ဝမှာတတိယရောက်နေစကတိကိုသူ့ လုတ်ပြနိုင်ခဲ့တယ်ကျွန်တော်ဒါပေမဲ့ဒုတိယချီရောက်မှာတော့မတင်မှတ်ထားတဲ့ဒီစံကတိရဲ့ညာဝိုက်လက်တင်နဲ့ကျွန်တော်တို့စူပါရီချမ်းကိုခေါင်းကိုတတမမဲ့ထိသွားခဲ့တယ်စူပါရီချမ်းဖိန်ထိုင်ချပြီးလဲသွားခဲ့တယ်ဒါပေမဲ့ခဏလေးတွင်းပါပဲဗျစူပါရီချမ်းပြန်ထလာတယ်ဘာဖြစ်တဲ့အကြောင်းကိုဒိုင်ကိုပြောပြပေးမယ်ဒိုင်ကလောပါမရဘူးကျွန်တော်တို့အမှတ်စဉ်ရည်ခံခဲ့ရတာပေါ့နော်အဲ့မှာဒါပေမဲ့စိတ်မချလိုက်ဘူးဗျစူပါရီချမ်းက ဒီဒီစံကတိလောက်ပြခဲ့တယ်လို့မျိုးအလားတူပုံစံဖြစ်ပွားခဲ့တယ်လို့ကျွန်တော်ကထင်တယ်။ထိလားမထိတာလားကျွန်တော်လည်းသေချာမကြည့်ရဘူးဗျ။ဒါပေမဲ့ဒီစံကတိလဲကြပါတဲ့ချိန်မှာဒန်ကချော်လဲတယ်ဆိုပြီးတော့အများဆံပဲပြန်ထပြီးတော့ပွဲပြန်တည်ကစားတယ်။ကျွန်တော်ကအဲ့မှာနည်းနည်းလေးတောင်ကြောင်သွားတယ်ဗျ။ဒန်ကကျွန်တော်တို့ဥပမာပြသားပေါ်မှာကျွန်တော်တို့တော်တော်ဖက်လိုက်ပါလားဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်စိတ်ထဲမှာဖြစ်ပွားခဲ့တယ်ဗောနော်။ တတရားချီမှာတော့ကျွန်တော်တို့စူပါရည်ချမ်းယောဂဆံဃတိယောဂကျွန်တော်တို့သူထိုးကိုထိုးနဲ့ဖွင့်ထိုးကစားလာခဲ့ကြတယ်သူတိကိုတိနဲ့အရန်ကိုကျွန်တော်တို့ကြည့်လို့ကောင်းခဲ့ပါတယ်ဒါပေမဲ့ဒီစူပါရည်ချမ်းရဲ့ high kick တစ်ချက်ကကျွန်တော်တို့ဆံဃတိကိုတတဲမဲ့သွားထိခဲ့တယ်ဗျအဲ့ဒီတစ်ချက်မှာကျွန်တော်ထင်တာလဲသွားလောက်တဲ့အနေထားထိတော့မရောက်ခဲ့ပေမဲ့ထိချက်ကတော့အရန်ကိုပြင်းပါတယ်စူပါရည်ချမ်းက ဒီကိပောက်စင်ပွဲမထိုးခင်တော့ကကျွန်တော်တို့ Thai Media တချို့ကအရန်ကိုအထင်သေးခဲ့တယ်ဒါပေမဲ့ဒီကိပောက်စင်ပွဲ ထိုးပြသွားတဲ့အချိန်မှာ Super Agent ကသူတကယ်ကိုလှုပ်ပြသွားခဲ့တယ်ပေါ့နော်သူအရင်ကဒီမွေထိုင်းပွဲမှာကစားခဲ့တော့ကကျွန်တော်တို့အလဲထိုးချင်စောနဲ့အနိုင်ရလို့စိတ်နဲ့ကျွန်တော်တို့အရန်ကိုဖြန့်ထိုးပြီးတော့လက်သီးချင်းဦးတည်ပြီးတော့ကျွန်တော်တို့ Thai Fighter တွေကိုစော်ပြခဲ့တယ်ပေါ့နော် ဒါပေမဲ့ဒီပွဲမှာကျတော့သူတကယ်ကိုပညာသားမပါနဲ့ကစားပြသွားနိုင်ခဲ့တယ်။ထိုင်းပရိသတ်တချို့တောင်စူပါရီဂျန်းကိုကြိုက်သွားရတဲ့အနေအထားအထိကိုကျွန်တော်တို့ဖြစ်သွားခဲ့ပါတယ်။ကျွန်တော်ဟိုပွဲမစခင်ကတည်းကကျွန်တော်ကြော်ထားခဲ့တယ်လို့မျိုးပေါ့နော်။စူပါရီဂျန်းကဒီပွဲမှာအကောင်းဆုံး performance တစ်ခုထုတ်ပြနိုင်ခဲ့မယ်ဆိုရင်တောင်ဒီပြိုင်ဘက်ကစားသမားရဲ့ပရိသတ်တွေကပါ ချစ်ခင်အားပေးလာနိုင်တယ်ဆိုတာကိုကျွန်တော်ကသုံးသပ်ပြခဲ့ဘူးပါတယ်အခုလည်းကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ Thai media တွေမှာစူပါရီဂျာသတင်းတွေကကျွန်တော်တို့ဖော်ပြခံနေရပါတယ်ဒီထက်မကအောင်မြင်ပြီးတော့မြန်မာနိုင်ငံအတွက်ကုံဆောင်ပေးနိုင်ပါစေဗျာ